Infinite ကဗျာ Hot Series တွေကနှစ်တိုင်းနှစ်တိုင်းမိတ်ဆက်တယ် Mirin Phone တွေမှာဆိုလည်းတော်တော်လေးဝယ်ကြရတယ်ဆိုတော့အခုတစ်ခါမှကျွန်တော်တည်းရောက်လာတာတော့ Infinite Hot 60 Pro ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ THR Review ကနေပြီးတော့ကြိုးစိုးပါတယ်ဒီနေ့မှာတော့ကျွန်တော်က Infinite ကနေပြီးတော့တက်ထွက်ရှိထားတဲ့မြန်မာနိုင်ငံတော့မဝင်သေးဘူး Hot 60 Pro ကိုဒါ First Impression Video လုပ်ပေးသွားမယ် first impression လို့ဒါပြောတာဗျာကျွန်တော်ဒီဖုန်းကိုစမ်းလာတာက၄ရက်၅ရက်လောက်တော့ရှိပြီဆိုတော့ အဲ review တော့မလုပ်ဖြစ်ဘူးဒါပေမဲ့ first impression ပဲပေါ့ဗျာဆိုတော့အရင်ဆုံးဒီကောက်ရဲ့ design နဲ့စမယ်ဒီဖုန်းရဲ့ design ကတော့အရင်ကြီးထူးထူးတူတူပြောင်းလဲတာတော့မရှိပေမဲ့ဘေးနားမှာလိမ်မော်ရောင်လေးနဲ့ button တစ်ခုတော့တိုးလာတယ်ဒီ button က dixi နဲ့ပေါင်းပြီးတော့လုပ်ထားတယ် infinite ai ကိုဖွင့်လို့ရတယ်ဘာညာဘာညာမေးလို့ရတယ်ပေါ့ဗျာ ai လေးအဲ့တော့ဘေးမှာတော့ power button volume button လေးဆိုတော့ power button volume button တွေကတော့နှိပ်ကြတာအပေါ်စားဆန်တယ်လို့တော့ကျွန်တော်နေမြင်တယ်အဲ camera bench လုပ်ထားပေးတာတော့လိမ်မော်ရောင်လေးကွတ်ထားပေးတော့ premium တော့ဆန်တယ်လို့ပြောလို့ရတယ်အောက်မှာဆိုရင်တော့ 3.5mm jack ကလည်းအခု2025ဒီထည့်လာပေးတယ် 3.5mm jack fan တွေအတွက်ကတော့တော်တော်လေးမိုက်တယ်ထဲပါတယ်လို့ပြောလို့ရတယ်။ကျတော့ခါကျတော့ကျွန်တော်တို့ဒီဒီဖုန်းရဲ့ display ဘိုင်းကိုသွားကြမယ်။အဲ့တော့ display ဘိုင်းမှာတော့အားရစရာတွေကောင်းလာတယ်လို့ပြောလို့ရတယ်။ AMOLED display နဲ့လာတယ်။6.78 inch ရှိတယ်။ဆိုတော့ဒီ AMOLED display ကို 144Hz refresh rate ထောက်ပံ့ပေးလာတာကိုတွေ့ရတယ်။ဆိုတော့ 144Hz ကတော့ကျွန်တော်စိတ်ထဲမှာ it just a number လို့ပဲထင်တယ်။ဘာကြောင့်လဲဆိုတော့သုံးရတာထင်တဲ့လောက်ကြီးတွက်နေတဲ့တည်းမပါဘူးဂိမ်းကစားတဲ့အခါမှာတော့ဘာလို့အရန်ကြီးတော့ကြိုက်နေတာမျိုးမရှိဘူးကြောက်မယ်ဆိုရင်ဗျာ14ဝက်ပါလာတော့ကြိုးဆိုရဲ ဒါပေမဲ့140ဆိုတဲ့တကယ် feeling ကိုကျွန်တော်နေသိမရဘူးပေါ့ဒါပေမဲ့ဒီ AMOLED display ကတော်တော်လေးကြည့်ရတာရှင်းတယ်တောက်တယ်မိုက်တယ်ဆိုတဲ့ဘက်ကိုသွားတယ်အဲ peak brightness ကလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်4500 nit peak brightness ရတာဆိုတော့အော်ကြည့်ရတဲ့ color တွေ resolution တွေကကြီးတယ်ဒီဖုန်းမှာဝန်တာစီရာတစ်ခုရှိတာ mirroring phone ဖြစ်ပေမဲ့ချင်းလေးတွေတော်တော်ပါတယ်ဒီမှာကျွန်တော်ကမှန်မကွဲ protector ကက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မသိတာဘူးဖြစ်နေတာပေါ့နော်တကယ်တကယ်ပြင်မှာတော်တော်လေး ပါလာတာကိုတွေ့ရတယ်။အဲ့တော့ display ဘိုင်းကတော့ချီကျူးရမယ့်ထဲမှာပါတယ်လို့ပြောလို့ရပါတယ်။ဆိုတော့ display ဘိုင်းนี่ကျွန်တော်တို့ဒါ game တွေပါကစားမယ်ဆိုရင်လည်း quality တစ်ခုကိုပေးနိုင်တဲ့ display မျိုးပိုင်လာတယ်။အဲ့ဒါပြင် under display fingerprint ပါလာတယ်။ဒီ under display fingerprint ကအရင်တုန်းကဆိုရင်ကျွန်တော်တို့ infinite phone တွေမှာကြားရတဲ့ mismatch တွေဖြစ်တယ်။ဒါပေမဲ့ဒီ phone မှာတော့အဲ့လိုမဖြစ်ဘူး။တော်တော်လေးနှိပ်ရတာကောင်းလာတယ်ဆိုတဲ့ဘက်ကိုသွားတယ်လို့ပြောလို့ရပါတယ်။ဆိုတော့အဲ့တစ်ချက်ကတော့တော်တော်လေး မိုက်လာတယ်တိုးတက်လာတယ်လို့တော့ပြောလို့ရတယ်ဒီဖုန်းမှာ performance ကအားလုံးဝမ်းသာစရာတစ်ခုရှိတာက media တက်ရဲ့ helio g 100လုံးဝမသုံးတော့ဘူး media တက်ရဲ့ helio g 200ဖြစ်လာပြီ6 nanometer chip set နဲ့ဆိုတော့ဂိမ်းကစားတဲ့အခါမှာတော့မဆိုးဘူး mobile legend တို့ pubg တို့ ac ကစားလို့ရတဲ့ performance ကိုပေးတယ်ခီးကတော့ထွက်တယ်ဒါမှမဟုတ်လည်းခဏလေးနဲ့ပြန်ပြန် a ွားရတယ်ပေါ့နော်အဲ့လိုပုံစံတော့မြင်တယ် ကျွန်တော် brightness အဟုံးတင်ပြီးတော့ပဲရှော့ရှော့သွားလို့လားတော့မသိဘူးခိုင်းကစားလို့လားတော့မသိဘူးဟိကတော့အဲထွက်တယ် power consumption များတယ်ပေါ့နော်စစ်နာနိုမီတာချစ်ဆက်က battery optimization တိတ်မကောင်းဘူးလို့ကျွန်တော်နေနဲ့မြင်တယ် battery က9160 mAh တုံးလာပြီမဲ့ share drop တာတွေ့ရတယ်အဲ45 watt fast charge ကျွန်တော်ပါတယ်ဆိုတော့အရင်ထဲကလည်းဒါပါတယ်ပေါ့နော်အိတ်ထက်ကြီးတဲ့ number တွေကတော့တို့ note series တို့ဘာလို့မှလည်း၃လေးရှိတာ우ဆိုတော့ဒီ phone ကမှန်ခုံးတော့မဟုတ်ဘူးမှန်ခုံးလို့ကျင်တော့ pro plus ကိုရွေးရလိမ့်မယ်ဆိုတော့ performance ဘိုင်းကတော့ နေ့စဉ်သုံးမယ်ဆိုတဲ့အခါမှာနေစာတူကသုံးတဲ့အခါမှာတော့အဆင်ပြေတယ်ပြောလို့ရပါတယ် performance ဒီတော်တော်လေးမဆိုးဘူးပေါ့နော်သူစေးတန်းအရာလို့အဲ့လိုပဲကောက်ချက်ချလို့ရတယ် speaker ဘိုင်းမှာတော့ mirror phone တစ်လုံးနေလက်ခံနိုင်ွယ်ရှိတဲ့ speaker ကိုပိုင်ထားတာအတန်အတွက်အနေထားတွေကောင်းတယ် အဲဒီဖုန်းက battery 9000လောက်ပါပြီမဲ့လည်းလက်ထဲမှာလေးတယ်ဆိုတော့ feeling တော့မရဘူးကန်ရတာတော်တော်လေးအဆင်ပြေတဲ့ဖုန်းတစ်လုံးလို့တော့ပြောလို့ရတယ်ဆိုတော့မကြိုက်တဲ့အချက်လားပါပြီကင်မရာပိုင်းကြီးလိုက်လို့ရှိရင်ကင်မရာက triple camera set ရလို့ကျွန်တော်တို့ထင်လိုက်မယ်ဒါပေမဲ့အဲသူ့မှာသုံးတာ50 megapixel main camera ပြီးရလို့ရှိရင် PDAF ဆိုတဲ့ sensor တစ်ခုပါတယ်ပြီးရင် auxiliary ပေါ့ auxiliary လို့ခေါ်မလားမသိဘူးအဲ lens တစ်လုံးပါတယ် ဆိုတော့ triple camera setup ကိုတုံးထားတာဒါပေမဲ့ကျွန်တော်တို့ပုံတွက်တွေက AI နဲ့ပြင်ပြတာတော့မှတိတ်ပြီးတော့မကြိုက်သေးဘူးပေါ့နော်ပုံတွက်တွေအရင်ကြီးထင်တော့မကောင်းဘူး rear camera ရလက်က sharp net တွေကဘယ်လိုဖြစ်နေမှန်းမသိဘူးတခါလေကြာရင်လည်း contrast တွေကအရင်များနေတယ်အဲ့လိုဖြစ်တယ်နိုင်မှုပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လေ Hot 50 series တော့ပိုကောင်းမလားလို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ over saturated တွေဖြစ်ပြီးတော့ဗျာအယောင်ကြီးတွေတက်တောက်ကြီးနဲ့ဘယ်လိုမှမသိဘူးဆွဲတင်လိုက်တာ။ဆိုတော့နိုင်မှုကတော့အားရတဲ့ထဲမှာပါပါဘူး။ ဆိုတော့ selfie အနေနဲ့ဆိုလို့ရှိရင်တော့13 megapixel selfie ကိုသုံးတာတယ်ဆိုတော့အနေထားတင်တင်မဲ့ဒီထိကမစိုးဘူးလို့ပြောလို့ရတယ်13 megapixel ဆိုပေမဲ့လည်းဗီဒီယိုပိုင်းဆိုင်ရာမှာတော့ဒီဖုန်းကတော့ကျွန်တော်တကယ်ကိုအားမရဘူးလို့တော့မချချချင်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့သွားမှာဒီဖုန်းရဲ့ကင်ရတဲ့ hand feeling အဲ hand feeling ကတော့မစိုးဘူးပေါ့နော်လက်ထဲမှာကင်လိုက်တာနဲ့ကို ော်တော်လေးအဆင်ပြေရဲ့ပေါ့ပေါ့ပါပါနဲ့ဘက်ထရီ9000ကျော်ပါလို့ပါမန်းကိုမထင်ရဘူးဆိုတော့ time မှာလက်ရှိရောင်းနေစေရတော့ဘက်9000ကနေပြီးတော့9500ဝင်းကျင်ကြားလောက်တော့ရှိတယ်မြန်မာပြိုးတော့ဘယ်တော့တွင်မလဲတော့ကျွန်တော်အနေနဲ့လက်ရှိမသိထားသေးဘူးအဲ့တော့ဒီဖုန်းကို overall အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ performance အနေနဲ့ကောင်းလာတယ်သူ့ဈေးတန်းမှာမစိုးဘူးဆိုတော့ performance ကိုရရတယ် display ဘိုင်းတိုးသက်လာပါတယ် ဒါပေမဲ့ကင်မရာဘိုင်းကိုအလေးထားပြီးဝင်မဲ့သူတွေနေနေတော့မရွေးသင့်ဘူး။ဆိုတော့သူဈေးတန်းအားဖြင့်ဆိုလို့ရှိရင်တော့မစိုးဘူးဆိုရတဲ့ပါတယ်။မြန်မာဗီဒီယိုတော့၈သိန်းနဲ့၁၀သိန်းကြား၈သိန်းခွဲအဲ့လောက်ဝင်ချင်တယ်လာမလားလို့တော့ကျွန်တော်နေခံမန်းနေပေါ့နော်။ဒီဗီဒီယိုကတော့ Infinite Hot 60 Pro ကိုကျွန်တော် First Impression လုပ်ပေးတဲ့ဗီဒီယိုဖြစ်ပါတယ်။ဆိုတော့ full review တော့လာဖို့မရှိတော့တော့ဘူးလို့ထင်တယ်။ဆိုတော့ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးရသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ Rotation Review Page ကတထုနိုင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုကြိုက်လို့ရှိရင်လည်း Like and Share လို့ဝါနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုထပ်တွေ့ကြအောင်အားလုံးပဲတက်တာပါ။